ရှိတဲ့လူတွေထပီးတင်ပြတဲ့အချိန်မှာနှစ်ယောက်ပဲပြောခွင့်ရပြီးတော့မိုက်ကိုသူတို့ဖျောက်လိုက်တယ်ရှာလို့မတွေ့တော့ဘူးအဲ့အချိန်မှာသူအရန်ကိုဒေါသထွက်သွားတယ်နောက်ထပ်တင်ပြတဲ့လူတွေကြတော့သူကအာမရတဲ့အတွက်ကြောင့်အောက်ကိုဆင်းလာပြီးတော့လုတ်သမားတွေကိုသူပြောပါတယ်ပြီးတော့အောက်မှာစောက်ကြိုနေတဲ့လုတ်သမားတွေဆင်ပါသူစီကိုတင်ပြစရာတွေအများကြီးရှိတယ်ဆိုတာသူသိတယ် ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဟာထိုင်းနိုင်ငံခီးစင်အတွင်းပထမဦးဆုံးမဟာချိုင်းဒေသမှာရှိတဲ့မြန်မာရွှေ့ပြောင်းလုပ်သမားတွေနဲ့မနေ့ကသွားရောက်တွေ့ဆုံပါတယ်။ဒါပေမဲ့ထိုင်းဆိုရအာဏာပိုင်တွေရဲ့ကန့်သတ်မှုတွေကြောင့်မြန်မာလုပ်သမားအများစုဒေါက်ဆန်းစုကြည်နဲ့တွေ့ခွင့်မရပဲထိုင်းဆိုရရွေးချယ်ထားတဲ့မြန်မာလုပ်သမားအ ਨੇ စုနဲ့သာတွေ့ခွင့်ရပြီးတော့သူတို့ရဲ့နေနာမှုတချို့ကသာတင်ပြခွင့်ရခဲ့ပါတယ်။ဗီဒီယိုတင်တော့ကိုစင်လက်ရိုက်ကူးထားတာကိုကိုကြီးကျန်ကတင်ပြပါမယ်ရှင်။ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလို့သမားအများစုဟာဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ မနေ့အစောကြီးကလေးကလာရောက်ဆောင်ဆိုင်နေခဲ့ကြတာပါသူတို့တွေရဲ့ညံ့နာမှု မတရားခံရမှုမျောလင်းချက်တွေကိုဒေါန်ဆန်းစုကြည်ကိုတင်ပြခြင်းကြတာပါကိုအောင်ကိုဦးဟာထိုင်းနိုင်ငံကိုရောက်နေတာ12နှစ်ကြာပြီဖြစ်ပြီးသူ့ရဲ့မျောလင်းချက်ကိုအခုလိုပြောပြပါတယ်ကျွန်တော်တို့လာတာမျောလင်းချက်ကအမေကိုမြင်နေတယ်အမေပြောတဲ့စကားကိုနားထောင်နေတယ်အမေရဲ့ဆုံးမဩဝါဒကိုခံယူပြီးတော့ကျွန်တော်တို့ရဲ့ဖြစ်ပျက်နေတဲ့အနေအထားတွေကိုကျွန်တော်တို့တင်ပြခြင်းတယ် ဒါပေမဲ့ကျွန်တော်တို့မှအဲ့ဒီခွင့်ရေးဆုံးချုံသွားပြီသူတို့ရွေးချယ်ထားတဲ့လူတွေလောက်တာသူတို့အခါနဲ့ကိုဝင်ခွင့်ပေးပြီးတော့ကျွန်တော်တို့တွေအခုအပြင်လမ်းပေးမှာကျွန်တော်တို့အမေကိုမျောနေတဲ့အဲ့ဒီမျောလင်းချက်ကကျွန်တော်တို့မှပြေဝါရှိတယ်ဖြစ်နိုင်မယ်ဆိုရင်တနည်းနည်းနည်းတွင်မှဖြစ်နိုင်အောင်လုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့အလောက်ကိုင်းတွေဘမယူမှာပေါ်များလာမယ်ဆိုရင်ကျွန်တော်တို့ဘမယူမှာပြန်လုပ်မှာပါဒီဟာတတိထားတဲ့ပညာတွေဒီမှာရတာတဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့ဘမပြီးကြီးပွားတိုးတက်အောင်နိုင်ငံတော်တိဆောက်တဲ့နေရာမှာတစ်ဖက်တစ်လမ်းကနေကျွန်တော်တို့တအူးတလက်ချင်းနေနဲ့ဝိုင်းဝန်းကူညီပေးဖို့ကျွန်တော်တို့ညွှန်လင်းထားပါတယ် ခုလိုဒေါန်ဆန်းစုကြည်ရဲ့စကားကိုနားထောင်ဖို့မြန်မာလူသမားထောင်နဲ့ချီမျောလင်းချက်နဲ့လာရောက်ခဲ့ကြပေမဲ့ထိုင်းအာဏာပိုင်တွေကသူတို့ကိုခမ်းမတဲ့ပေးမဝင်ပဲတားမြစ်ခဲ့တာကြောင့်နှစ်ဖက်ထိတ်တိုက်တင်းမာမှုတွေရှိခဲ့ပါတယ်။ထိုင်းနိုင်ငံရောက်မအေးမွန်ကလည်းအခုလိုပြောပြပါဗျာ။မာဗီကိုလည်းရမ်းပြတ်ချင်တယ်၊မေဆိုကိုလည်းအဲ့လိုမျိုးပြောပြချင်တာပေါ့နော်။ဟိုတီအားအလုတ်သားတယ်လေရမ်းကိုပြတ်ချင်နေပြီလို့ပြောပြချင်ပါတယ်ဟုတ်။ဒေါ်ဆန်းစုကြည်ကလည်းထိုင်းနိုင်ငံရဲ့ဥပဒေပေါင်းအတွင်းက ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေအားလုံးရဖို့တတ်နိုင်သလောက်စ조사လုပ်ပေးမယ်လို့ငါးပစုံခမ်းမကြီးအတွင်ပြောဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံကမြန်မာရွှေပြောင်းအလုပ်သမားတအူးဖြစ်တဲ့မတ်မြတ်စုမိုးကလည်းသူတို့ရဲ့အခက်အခဲကိုအခုလိုပြောပြပါဗျာ။ ီကပြည်သူတွေအခက်ခဲတဲ့အများကြီးပေါ့ထိုင်းမှလာပြီးအလုံးလုံးနေတဲ့အပြည်သူတွေကိုမေဆုနေနဲ့ကုညီလို့ရတဲ့အရာကိုကုညီပေးပါတော့တောင်းဆိုချင်ပါတယ်အရာအလုံးတော့ကုညီနိုင်လိမ့်မယ်လို့မျှော်လဲပါဘူးအခက်ခဲတဲ့အများကြီးရှိတယ်ဆိုတော့မေဆုနိုင်တဲ့ဖက်ကနေပြီးနိုင်တဲ့အရာလေးတစ်ခုကုညီပေးပါတော့တောင်းဆိုချင်ပါတယ်ထောင်ထဲချီလာရောက်ကြတဲ့မြန်မာအလုံးသမားတွေထဲမှာမှမြန်မာအလုံသမားယာကနန်းကျော်လောက်ပဲဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်ရခဲ့တာပါအဲ့ဒီတဲကတယောက်ဖြစ်တဲ့ ဘန်နွေနွေဦးကသူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါဗျ။သူတွေကြီးလိုက်တာနဲ့သူ့ကိုအလုသမားတွေကိုပဲရွေးချယ်ထားတဲ့လူတွေပဲဒီမှာတွေ့ခွင့်ရတယ်။ကြံတဲ့လူတွေကသူ့ကိုဘယ်လိုတွေးကြည့်နေကြတယ်ဆိုတာသူအယံကိုစိတ်မကောင်းဖြစ်မိတယ်။ပြီးတော့နောက်တစ်ခုကကျမတို့ တင်ပြเสียရှိတဲ့လူတွေထပြီးတင်ပြတဲ့အချိန်မှာနှစ်ယောက်ပဲပြောခွင့်ရပြီးတော့မိုက်ကိုသူတို့ဖြောက်လိုက်တယ်ရှာလို့မတွေ့တော့ဘူးအဲ့ဒီအချိန်မှာသူအရန်ကိုဒေါသဖဲ့သွားတယ်နောက်ထပ်တင်ပြတဲ့လူတွေကြတော့သူကအားမရတဲ့အတွက်ကြောင့်အောက်ကိုဆင်းလာပြီးတော့လုတ်သမားတွေကိုသူပြောပါတယ်ပြီးတော့အောက်မှာစောက်ကြုံနေတဲ့လုတ်သမားတွေစီမှာသူ့စီကိုတင်ပြเสียရတဲ့အများကြီးရှိတယ်ဆိုတာသူသိတယ်ကျွန်မတို့ဒီအပေါ်မှာပြောတာကြတော့သူ့ကိုရဲရဲဝဝတင်ပြလို့မရဘူးဆိုတာကိုလည်းသူသိတယ် ည်တဲ့အတွက်ကြောင့်အောက်ဆက်အမေစုအနေနဲ့ပေါ့နော်အရန်ကိုစိတ်မကောင်းဖြစ်ပြီးတော့သူအောက်ကလူတွေဆင်းတွေ့မယ်အောက်ကလူတွေတွေ့ပြီးတော့အောက်ကလူတွေတင်ပြတော့သူနားထောင်မယ်ပြီးတော့အောက်ကလူတွေဒီအောက်ကလူသမားတွေပြောတာကိုသူကပြန်ပြီးတော့သားတို့သမီးတို့သူဘယ်လိုစီစဉ်ဆောင်ရွက်ပေးမယ်ဆိုတာသူပြောမယ်ဆိုပြီးတော့ပြောသွားပါလေမြမအလုံသမားရဲ့အကူအညီဆောင်ရွက်ပေးနေသူတော်တော်များများဒေါန်ဆန်းစုကြည်နဲ့တွေ့ခွင့်မရခဲ့ပါဘူးအဲ့ဒီထဲမှာမြန်မာနိုင်ငံရွှေပြောင်းအလုံသမားများအကူအညီဆောင်ရှောက်ရေးမဟာမိတ်ကကိုရဲမင်းနဲ့အပါအဝင်ဖြစ်ပြီးတော့ ထိုင်းဝန်ကြီးချုပ်ဘရာဝုတ်ချန်ဝချာနဲ့တွေ့ဆုံရမှာမြန်မာအလုံသမားတွေဖိနှိပ်ခံနေရတဲ့အခြေအနေတွေကိုတင်ပြဆွေးနွေးပေးစေလိုတယ်လို့အခုလိုပြောပါတယ်ကျွန်တော်တို့တကယ်တွေ့ကျင်တဲ့အခက်အခဲတွေကိုရင်ဖွင့်ကျင်နေတယ်ကျွန်တော်တို့ထိုင်းရောက်မြန်မာလူကမာတွေရန်ခက်ခဲနေတယ်တကယ်တော့ကရောက်တဲ့လူတွေတကယ်ထောင်ကျပြီးတော့ပြန်လွတ်လာတဲ့လူတွေတကယ်ကိုတထင်းနိုင်ကျင်းတခံထားတဲ့လူတွေပြီးတော့အမှုလက်ရှိရင်ဆိုင်နေတဲ့လူတွေပြီးတော့ထိုင်းထိုင်းလူမျိုးတွေမရင်းချင်းဆောင်ကားခံရတဲ့လူတွေကျွန်တော်ခေါ်လာတယ်များအကုန်လုံးသူတို့တွေကိုကျွန်တော်တွေ့ခွင့်ပေးဖို့တယောက်မှကျွန်တော်သူတို့တွေကိုပွဲထုတ်ခွင့်ပေးတွေ့ခွင့်မရ လုံးဝမရခဲ့ပါဘူးထိုင်းမှာကျွန်တော်တို့မြန်မာအလုပ်သမားတွေလုပ်ငန်းဝင်ခွင့်ရအပြည့်ပြည့်ဝဝမရသေးပါဘူးအခုချိန်ထိခက်ခဲနေတော့မဲဆိုတာကိုအမေစုနေနဲ့မမှန်ကန်တုံးသက်ပြီးတော့ထိုင်းဝင်ကြီးချုပ်နဲ့တွေ့ရင်လိုအပ်တာတွေကိုတင်ပြပေးနိုင်ပါစေလို့ကျွန်တော်ကပြောချင်တယ်တင်ပြပေးပါလို့ကျွန်တော်ကတော့အဓိကမှာချင်တယ်ခင်ဗျအဓိကထိုင်းရောက်မြန်မာလူမားတွေခက်ခဲနေတဲ့လူမားတွေကိုအများကြီးရှိနေသေးတယ်ကြံ့နေသေးတယ်ဆိုတာကိုအမေစုနေနဲ့သိစေချင်တယ်ဒေါန်ဆန်းစုကြည်အနေနဲ့အပြင်ဘက်ကစောင့်ဆိုင်နေတဲ့မြမအလုတ်သမအများစုကိုမိန်ကုန်းပြောကြားခြင်းပင်မဲ့လဲ ိုးတဲကြီးမဲကြီးရွာတဲ့အတွက်ကြောင့်အဲ့ဒီအစီအစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။အဲ့ဒီတော့လည်းစိတ်ပြက်မိကြောင်းနဲ့အလုသမားတွေပြဿနာကိုသူကောင်းကောင်းနားလည်ကြောင်းကားပေါ်မတက်ခင်မှာမြမအလုသမားရေးကူညီဆောင်ရွက်ပေးနေတဲ့အန်ဒီခေါ်ကိုပြောသွားပါတယ်ခင်ဗျာ။